ထိုင်းနိုင်ငံရဲ့အာဏာရဖြူထိုင်းပါတီနဲ့ညွန်ပေါင်းမဟာမိတ်ပူဂျန်ထိုင်းပါတီတို့ကြားတင်းမာမှုတွေမြင့်တက်နေမှုဟာအစိုးရအဖွဲ့တည်ငြိမ်ရေးအတွက်စိုးရိမ်မှုတွေမြင့်တက်စေခဲ့ပြီးညွန်ပေါင်းအစိုးရအဖွဲ့ဟာတက်တန်းအပြည့်အဝတည်မြဲနိုင်ချေရှိမရှိမေးခွန်းတွေထွက်ပေါ်လာတယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။ပူဂျန်ထိုင်းပါတီက2024အထက်လွှတ်တော်ရွေးကောက်ပွဲမှာမဲလိမ်မှုအတွင်းပါဝင်ပတ်သက်နေတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရချိန်မှာဖြူထိုင်းနဲ့မဟာမိတ်ဆက်ဆံရေးဟာကျိုးပြတ်လွယ်တဲ့အနေအထားကိုရောက်ရှိစေခဲ့ပါတယ်။2026ခုနှစ်ဘန်နာနဲ့အတွက်ဘတ်ဂျက်ဥပဒေမူကြမ်းစီစဉ်မှုမှာလည်းပူဂျန်ထိုင်းပါတီကအဲ့ဒီဥပဒေမူကြမ်း ကိုထောက်ခံပွဲမရှိတာကြောင့်အောက်လွတ်တော်ဖျက်သိမ်းရမယ့်အခြေအနေကိုရောက်ရှိသွားနိုင်တယ်လို့လည်းအခြားသတင်းရင်းမြစ်တခုကပြောကြားခဲ့ပါတယ်။ဖြူတိုင်းနဲ့ဗိုလ်ချန်တိုင်းပါတီနှစ်ခုစလုံးရဲ့ထိပ်သီးကောင်ဆောင်တွေကတော့ကြီးမားတဲ့သဘောထားကွဲလဲမှုတွေမရှိကြောင်းညှိဆိုထားတဲ့အတိုင်းသူတို့ကြားမဟာမိတ်ဆက်ဆံရေးကျိုးပြက်လွယ်တဲ့အနေအထားကိုရောက်ရှိနေတယ်ဆိုတဲ့သတင်းတွေကစက်တိုက်ထွက်ပေါ်နေပါတယ်။အဲ့ဒီလိုပါတီအချင်းချင်းပွတ်တိုက်မှုဟာနိုင်ငံရေးကစားပွဲတခုဖြစ်နိုင်တယ်လို့လေလာသူတွေကသုံးသပ်ထားပြီးအဲ့ဒီအခြေအနေကဆိုးရွားတဲ့နောက်ဆက်တွဲခရက်တွေရှိနိုင်ကြောင်းသတိပေးခဲ့ပါတယ်။အထူးသဖြင့်ထိုင်းဆိုးရွားဟာပြည်တွင်းပြည်ပဖိအားတွေကိုရင်ဆိုင်နေရချိန်မှာဖြူတိုင်းနဲ့ဗူဂျန် ြမ်းထိုင်းပါတီတို့ရဲ့ဆက်ဆံရေးကအစိုးရဖွဲ့ရဲ့ကြံစည်မှုအတွက်တရေရှင်ဤတမျှအရေးကြီးလာခဲ့ပါတယ်။ ဲ့ဒီပါတီနှစ်ခုကြားဘုံဖြစ်ရှင်းချက်တစ်ခုကိုရှာဖွေနိုင်မယ်ဆိုရင်ညွန်ပေါင်းအစိုးရအဖွဲ့တည်ငြိမ်မှာဖြစ်ပြီးမဖြစ်ရှင်းနိုင်ရင်နိုင်ငံရေးခင်းကျင်းမှာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပွားလိမ့်မှာဖြစ်ပါတယ်။ဗိုလ်ချုပ်ထိုင်းပါတီရဲ့သတင်းရင်းမြစ်တစ်ခုကတော့မီဒီယာတွေကဖော်ပြနေတဲ့ပြည်ပကသတင်းတွေကိုညှင်းဆိုခဲ့ပြီးအစိုးရအဖွဲ့အတွင်ပူးပေါင်းဆောင်ရွက်မှုဟာအဆင်ပြေချုံးမွေ့နေစေဖြစ်ကြောင်းပြောကြခဲ့ပါတယ်။ဒါပေမဲ့အစိုးရပြင်ပကိစ္စရပ်ဒီမှာတော့ဖြူတိုင်းပါတီရဗိုလ်ချုပ်ထိုင်းပါတီရဲ့ဩဇာလွှမ်းမိုးမှုကိုရှင်းချဖို့ကြိုးပမ်းပွဲရှိခြင်းယာလူနေရာတွေကိုပုံမူရယူဖို့ကြိုးပမ်းခြင်းတို့ရှိနိုင်ကြောင်းသတင်းရင်းမြစ်တွေကပြောကြခဲ့ပါတယ်။